ဒီဗီဒီယိုလေးမှာတော့ဒီနှစ်နိုဝင်ဘာလ20ရက်နေ့တနင်္လာနေ့ညဘက်မှာအမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကင်သတင်းချက်လက်လေးပေါ့နော်စက်တင်ဘာလအလုတ်ကင်သတင်းချက်လက်တွေထွက်ပို့ရှိတဲ့တည့်ရက်တာပေါ့ဒီနေ့ညအတွက်ဖြစ်ပျက်လာနိုင်ခြေတဲ့ကမ္ဘာရွှေစည်းကွက်အနေထားကိုတုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။လက်ရှိကမ္ဘာရွှေစည်းကတော့ကျွန်တော်တို့မနေ့ကတည်းကစပြီးတော့ဈေးကနည်းနည်းတော့ငြိမ်းနေတယ်ခင်ဗျ။အဲမနေ့ညနေစပြီးတော့မနေ့ညကတော့ကျွန်တော်တို့၄000 130လေး40လေးထိဈေးမြင်ခဲ့ရတာပေါ့နော်30 30အထက်လောက်ထိမြင်ခဲ့ရပြီးတော့ကျွန်တော်ဈေးပြန်ကျခဲ့တယ်အဲဒီနေ့ဒီနေ့မှာတော့ကျွန်တော်ကညဘက်မှာအရေးကြီးအလောက်ကန်တင်းတင်းထွက်ပို့ရှိတာဖြစ်တဲ့အခါကပ္ပရွှေဈေးကအရန်ကြီးအလောက်ကန်မရှိဘဲနဲ့ကျွန်တော်တို့အပေါ်ဆိုရင်ကျွန်တော်တို့4000အောက်ဆိုရင်4050ဒီကြားမှာပဲဈေးအတက်ကြပြင်းနေအောင်တွေ့ရတယ်ပေါ့နော်အဲညဘက်အမေရိကန်အလောက်ကန်တင်းတင်းထွက်ပြီးမှကပ္ပရွှေဈေးဘယ်လိုလဲဆက်ဖြစ်လာမလဲအတက်သွားနိုင်မလားဒါမှမဟုတ်လည်းအကြဆက် အကောက်မလားဆိုတာကိုကျွန်တော်ကပ္ပရွှေရဲ့ဈေးအတကြချက်ကိုအရင်ဆုံးကြည့်ပြီးတော့နီးပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်လိုက်ကပ္ပရွှေဈေးကကျွန်တော်တို့ဒီတပတ်တွင်မှာပေါ့၄ရက်ရှိမှာကျွန်တော်၄ရက်တာလုံးမှာကျွန်တော်တို့ကဈေးအကြတော့ခက်ကြီးကြီးဈေးအတတုံခက်ကြီးကြီးတတုံးမှမလို့ကြာဒါဒီဒီအတုံးနေတတုံးကတရက်တာကပ္ပရွှေဈေးကိုကိုစားပြုပါဒီမှာဆိုကျွန်တော်ဒီအာဒီအခုဒီဆိုကျွန်တော်၄ရက်ရှိဗျာ၄ရက်တရားဒီနေ့အတုံးပေါ့နော်၄ရက်ရှိပြီဒီ၄ရက်တွင်မှာကျွန်တော်တို့က ဈေးအတက်ကြအတုံးကျွန်တော်ခက်ကြီးကြီးတရုံးမှမတွေ့ရတနည်းအားဖြင့်အားကောင်းတဲ့ဈေးအတက်အားကောင်းတဲ့ဈေးအကြောင်းမမြင်ခဲ့အောင်ဒီလိုမျိုးပေါ့နော်ဒီဒီဘက်တရားလိုမျိုးကျွန်တော်ဈေးအတက်တုံးခက်ကြီးကြီးတွေဈေးအကြောင်းခက်ကြီးကြီးတွေပြီးခဲ့တဲ့အပတ်တောက်ကြနေရလို့မမြင်ခဲ့ရတာပြတဲ့ခါမှာလက်ရှိကပ္ပရွှေဈေးကဒီနေ့ညထွက်မဲ့အရေးကြီးသတင်းတွေပေါ့နော်အာတနည်းအားဖြင့်ကျွန်တော်စက်တင်ဘာလအမေရိကန်နိုင်ငံရဲ့အရေးကြီးအလုပ်ကိုင်းသတင်းအချက်အလက်တွေရလက်ကိုစောင့်နေတဲ့အနေအထားမျိုးလို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျအဲ့ဒီသတင်းတွေမထွက်ခင်မှာတော့ကပ္ပရွှေဈေးကလက်ရှိ ဈေးပြနေတဲ့ range ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အာကျွန်တော်အချိန်တနားကြီးအတိုင်းအတာနဲ့ကျွန်တော်ပြပေးမယ်အချိန်တနားကြီးအတိုင်းအတာရကျွန်တော်တို့ဒီနဲ့ဒီကြပဲပြေးဖို့မြောက်ပါကျွန်တော်၄000တရအလုံးစုံတက်ပြ၄000တရ၄000တရ10ပေါ့နော်အလုံးစုံတက်၄000တရ10အောက်အလုံးစုံကြကျွန်တော်တို့၄000တရ40နာပေါ့နော် sorry 440ပေါ့၄000တရ40 440အဲ့ချားမှာပဲအတကြပြင်းနေမှုများတော့ထပ်ပြီးတော့ဇုံချုံကျင်တယ်ဆိုရင်တော့ကျွန်တော်တို့၄050ပေါ့ဗျာ 4050 4050အပေါ်ဆိုရင်ကျွန်တော်တို့4000တရာပေါ့နော်အဲ့ကြမှာပဲအသက်ကြာပြည်နေဖို့များပါတယ်အဲ့ပြကကျွန်တော်တို့ဒီလက်ရှိ dream plug in မှာကမ္ဘာချွေဈေးကိုကျွန်တော်တို့အယောင်းဝယ်လုပ်မယ်ဆိုရင်4000တရာနဲ့4150ကြာမှာရောင်းပြီးရင်ကျွန်တော်တို့4050နဲ့4040ကြာကြာရင်ဝယ်လို့ရပါတယ်ဒါ dream plug in အယောင်းဝယ်လုပ်အောင်မယ်နေသားလေးပေါ့နော်ဒါပေမဲ့ dream truck ပို့ရတယ်ကျွန်တော်နောက်ထပ် 6နာရီလောက်ပဲလိုတော့လာဆိုတော့6နာရီ9နာရီလောက်ပဲလိုတော့လာဆိုတော့အရောင်းဝယ်လိုရမယ့်အချိန်ကနည်းနည်းလေးတော့တိုတောင်းပါတယ်ပေါ့နော်ဟုတ်ပြီတရင်ထွက်ပြီးတဲ့ခါမှာဘယ်လိုအနေထားမျိုးဖြစ်လာနိုင်လဲကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမြင်းလေးကိုကျွန်တော်တစ်ချက်ပြလိုက်ပါတော့ဒါတရင်မထွက်ခင်အရောင်းဝယ်လိုရမယ်စီးတန်းစုံလေးတွေဖြစ်ပါတယ်ဒါအမှ၄တောင်း 130နဲ့4400တရားကြာမှာရောင်းနေဆိုရင်အချုပ်ပိုင်းဈေးတန်း4တက်တစ်ဆက်ထပ်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ဗျာကျွန်တော်4160တို့4150တို့ပေးလို့ရတယ် sorry 4060 4050ကျွန်တော်ပေးလို့ရတယ်အမြတ်ပိုင်းဈေးတန်းအဲ့လိုပဲ4040နဲ့4050ကြာဈေးကျလို့ကျွန်တော်ဝယ်မယ်ဆိုရင်အမြတ်ပိုင်းဈေးတန်းကျွန်တော်ဘယ်လောက်ယူလို့ရဆိုတော့4080 4080အနည်းဆုံးပေးလို့ရတယ်အများဆုံးနေနဲ့4100တိပေးလို့ရတယ်အချုပ်ပိုင်းဈေးတန်းကတော့ကျွန်တော်4040အောက်လောက်မှာပေးပါခင်ဗျဒါလေးကကျွန်တော်တို့ တရင်မှတ်ခင်ရေတို့အောင်ဝယ်လောက်အောင်ဈေးနှုန်းစုံလေးဖြစ်ပါတယ်။တရင်ထွက်ပြီးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကိုတော့ကျွန်တော်ဒီမှာထပ်ပြီးသုံးသပ်မယ်ဆိုရင်ဒီမင်းလေးကြီးကျွန်တော်အရင်ဆုံးဖြတ်လိုက်ဦးမယ်နော်။ကျွန်တော်တို့ဒီညလို့တရင်အများကြီးထွက်ထွက်ထွက်ပေါ်ရှိရညရမှာတခါလေဈေးဆွတ်တင်ဆွဲချလေးဖြစ်လေရှိတယ်ပါဈေးဆွတ်တင်ဆွဲချအရန်ကြမ်းလေးရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘယ်လိုဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်နည်းနည်းသုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ ဒီဈေးတန်းဆိုရင်ဒါလို့ဈေးဆွဲတင်ပြီးမှကြာသွားတာမျိုးလည်းဖြစ်နိုင်ခြင်းရှိတယ်ဗျ။ဟုတ်ပြီဈေးဆွဲတင်မယ်ဆိုဘယ်ဈေးတန်းဆောင်နေဒီဆွဲတင်နိုင်လဲကျွန်တော်ဒီဒီနောက်တစ်ဝိုက်မှာကျွန်တော်တို့က fair value ကလို့ပုံစံလေးဖြစ်နေအောင်ကျွန်တော်တွေးရလိမ့်မယ်။ဒီတော့160ပဲမဟုတ်ဒီတော့ကျွန်တော်တိကျပြောမယ်ဆိုရင်ဗျာကျွန်တော်တို့ဒီဝင်းကျင်ပေါ့လေ180နဲ့လေ158ကြာပေါ့အဲ့စုံလေးကကျွန်တော်တို့ဟို fair value ကလို့ပုံစံမျိုးဖြစ်နေရအောင်တွေ့ရတယ်။အဲဈေးတန်းလစ်ဟာဆုံးပေါ့နော်။ဈေးတန်းလစ်ဟာဆုံးလို့ပုံစံမျိုးဖြစ်နေရအောင်ကျွန်တော်တွေ့ရတာဖြစ်တဲ့ကာမှာတကယ်လို့ဈေးဆွဲတင်မှဆိုရင်တော့အဲဈေးတန်းဆုံးအထိဈေးကဆွဲတင်နိုင်ခြေရှိပါတယ်ခင်ဗျ။အဲဈေးတန်းဆုံးအထိဈေးဆွဲတင်ပြီးမှဈေးပြန်ကြဖို့ဈေးအကျပြန်လာနိုင်တဲ့ရှိတယ်ပေါ့နော်။အာကျွန်တော်အမြင်ကတော့ကျွန်တော်ကဒီညဘက်ပေါ့နော်အမေရိကန်နိုင်ငံရဲ့ဒီအလုပ်ကန်တရင်ထွက်ပြီးမှတော့ကျွန်တော်တော့အကြဘက်ဆက်သွားလိမ့်မယ်လို့သုံးသပ်တယ်ဒါပေမဲ့ မကြခင်အသက်ဖက်ဆွဲတင်ပြအသက်ဆိုတာကျွန်တော်ခုပြောခဲ့ရပြ4158နဲ့4180ကြာဈေးတန်းဆုံးဈေးဆွဲတင်ပြီးမှပြန်ကြတာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဒီထက်ပိုဆွဲတင်မယ်ဆိုရင်တော့ကျွန်တော်ဒီဈေးတန်းဆုံးပေါ့4220နဲ့4230ကြာဈေးတန်းဆုံးပေါ့နော်အဲ့ဈေးတန်းဆုံးအဲ့ဈေးတန်းဆုံးကိုကျွန်တော်ဈေးဆွဲတင် ပြီးမှဈေးပြန်ကြတာမျိုးလည်းဖြစ်နိုင်တယ်အဲကြောင့်ဒီညကျွန်တော်ပြအာဒီအလောက်ကဒီနေ့ထွက်ပြီးမှကဘာရွှေဈေးကတက်ဖို့အကြောင်းအရာမရှိဘဲနဲ့တောက်ချောက်ကြီးဝုန်းကနဲခုံတက်သွားတယ်ဆိုရင်ကျွန်တော်လေးတက်ငါးရှစ်နဲ့လေးတက်80ကြားရောက်တယ်ဆိုရင်ကျွန်တော်တို့က risk တော့ယူဖို့လိုတယ်နော်ဘာလို့ဆိုဒီညတင်းနေရအရန်ဈေးအလောက်ကကျနေတာဖြစ်တဲ့အခါမှာ risk တော့များနိုင်တယ်ကိုက risk များများယူရတယ်အယောင်းဝယ်လုပ်ရတယ်ဆိုရင်တော့လေးတက်90လေးတက် 9 8 80ကြာမှာကျွန်တော်တို့ကမ္ဘာရွှေကိုကျွန်တော်ရောင်းလို့ရပါတယ်အရှုံးပိုင်းစေးတန်း4 8 90အထက်လောက်ပြပါအမျက်ပိုင်းစီးတန်းကအနည်းဆုံးကျွန်တော်လက်ရှိကြီးအထိအနည်းဆုံးကြခဲ့တဲ့၄00အထိကျွန်တော်အမျက်ပိုင်းစီးတန်းအနည်းဆုံးယူလို့ရတယ်အရှုံးပိုင်းစီးတန်းကဘလောက်ပေးတင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ခုနက၄00အာ၄00 90အထက်လောက်မှာပြပါအမျက်ပိုင်းစီးတန်းကိုကျွန်တော်ကပွာစောက်နိုင်တဲ့ risk you နိုင်နေ ဆိုရင်တော့ကျွန်တော်တို့3930လောက်ထိကျွန်တော်ယူလို့ရပါတယ်။ဒါပထမရောင်းရမယ့်ဈေးနှုန်းဆုံးပေါ့နော်။ဒုတိယရောင်းရောင်းမယ့်ဈေးနှုန်းဆုံးကိုတကယ်လို့ပြဒီဆုံးကိုကြော်သွားပြီပြကျွန်တော်တို့ပြအရှုံးပိုင်းဈေးရနေပါထိသွားလို့ဒုတိယရောင်းမယ့်ဈေးနှုန်းဆုံးရောက်တယ်ဆိုရင်လည်းကျွန်တော်0နှစ်20နဲ့0နှစ်30ကြာမှာကမ္ဘာရွှေကိုကျွန်တော် risk you ပြီးတော့ရောင်းလို့ရတယ်ဗျ။ risk you ပြီးရောင်းလို့ရတယ်။အရှုံးပိုင်းဈေးတန်းပြကျွန်တော်0နှစ်အာ5အထက်လောက်ပြပါ။အမြတ်ပိုင်းဈေးတန်းကတော့အနည်းဆုံးကျွန်တော်ခုနပြောခဲ့လိုမျိုးပဲ၄00ထိယူလို့ရတယ်။ ဒီထက်ပို risk ယူနိုင်တဲ့စောင့်နိုင်နေဆိုရင်တော့3930လောက်အထိကျွန်တော်တို့ယူလို့ရပါတယ်။ဒါကတတိယပေါ့ကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့အလောက်ကန်တတိယနဲ့ထွက်ပြီးမှဈေးဆွဲတင်ခဲ့ရဆိုရင်ရောင်းတင်တဲ့အပေါ်ကဈေးတန်းစုံတွေဖြစ်ပါတယ်။တကယ်လို့ဈေးကမတက်ဖက်နဲ့ဗျာ။ဈေးကမတက်ဖက်နဲ့ဈေးတောက်လျှောက်ကျသွားရဆိုရင်ရောဈေးတောက်လျှောက်ကျသွားရဆိုရင်တော့ကျွန်တော်ဒီ4030ဈေးတန်းဝင်ကြုံကျွန်တော်စောင့်ကြည့်ပါ။4030ဈေးတန်းဝင်ကြုံမှာဈေးတန်းအောက်မှာပေါ့နော်။ ဒီလန်သက်ဆက်စီနာအောင်မှာကပတ်ရွှေဈေးကပြကျွန်တော်အချင်းတနားရဲ့အတိုင်းတာအပိတ်ဈေးနဲ့ဈေးအကြောင်ခက်ကြီးကြီးပြဒီလိုမျိုးဈေးအကြောင်ခက်ကြီးကြီးဒရုံပြီးသွားပြီဆိုရင်အောက်ကိုဖောက်ပြီးတော့ပိတ်ပြီးတော့ပြီးသွားပြီဆိုရင်ကျွန်တော်ဈေးပြန်အတက်ပေါ့နော်အဲ့၄တောင်းတက်၄တောင်းအထက်ဈေးပြန်အတက်ဒါမှမဟုတ်၄တောင်းတစ်စိန်သားဈေးပြန်အတက်ကိုစောင့်ပြီးကျွန်တော်ရောင်းပါမယ်အမြတ်ပိုင်းဈေးနဲ့ဘလောက်အနည်းဆုံးယူမလဲမယ်ဆိုရင်3950တိအနည်းဆုံးယူပါမယ်အများဆုံးအနေနဲ့ကျွန်တော်3930 3920လောက်တိယူပါမယ်အရှုံးပိုင်းဈေးနဲ့ကတော့ကျွန်တော်တို့၄တောင်း 20အထက်လောက်မှာအရှုံးပိုင်းစီတန်းပြပါဦးခင်ဗျာကျွန်တော်နီးပညာပိုင်းရတော့ကျွန်တော်ကအေးဒီညသတင်းတွေထွက်ပြီးမှာဘာလို့လဲမေးမယ်ဆိုရင်ကျွန်တော်တို့ကတည့်ရတာနဲ့ကြည့်မှာဗျာဒီမှာကျွန်တော်တည့်ရတာနဲ့ကြည့်မယ်ဆိုရင်ကပားရွှေစီကအဒီမှာအကြဘက်ကိုတော့ပူတာဆူနေရနေတာဖြစ်ပါဒီမှာအသက်3နေပြီးတယ်ဗျဒါပေမဲ့အသက်3နေကအားရဖို့မကောင်းအသက်3ဗျဒီလိုမျိုးခက်ကြီးကြီးတုံးတွေမပြီးဒီနောက်လိုမျိုးဗျခက်ကြီးကြီးတုံးတွေမပြီးတကယ်လို့ဒါကမနေ့ကတော့မဟုတ် အင်္ဂါနေ့ကဒီလိုဈေးအသက်တုံခက်ကြီးကြီးတုံးပြီးရင်တော့ကျွန်တော်ဒီနေ့ရောင်းဖို့တိတ်စဉ်းစားမှာမဟုတ်ဒီဒီညညပေါ့နော်အလောက်ကတည်းကထွက်ပြီးမှကျွန်တော်အကြတိတ်မှန်းမှာမဟုတ်ဒါပေမဲ့လည်းအဲကျွန်တော်တို့အဲ့ဘုဒ္ဓဘူးအင်္ဂါနေ့ကအသက်တုံနေတာအားရဖို့မရှိတာဖြစ်တဲ့အခါကျွန်တော်တို့အကြပဲတော့အများကြီးယူစားရဲဒါပေမဲ့အကြပဲသွားတဲ့အခါမှာလည်းရိုးတန်းတန်းကြတဲ့ဆိုင်ဈေးဆွဲတင်ပြီးမှပြန်ထိုးကြတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်အပေါ်ဈေးဒီမှာရောင်းဖို့တော့ပိုသဘောကျတယ်တကယ်လို့မဟုတ်ဘဲနဲ့ကျွန်တော်မှတ်ထားတိုင်းမဟုတ်ဘဲနဲ့တောက်လျှောက်ထိုးကြခဲ့တယ်ဆိုရင်လည်းကျွန်တော်အောက်က၄၁၀ဈေးတန်းအောက်မှာ ဖောက်ပိန်မပိန်ကြည့်ပြီးတော့ကျွန်တော်လိုက်ရောက်မှာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်စန့်ကျင်ပန်နေတာမျိုးဖြစ်နိုင်တဲ့နေရာမျိုးကဘယ်လိုရှိလဲလို့မေးမှဆိုရင်တကယ်လို့ဒါဒီနေ့တရက်တာအပိတ်ဈေးတာကျွန်တော်တို့ဗျာဒီ4330အထက်မှာ4330အထက်မှာဈေးပြန်ပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ခဏလေးတခြားမြင်းလေးကျွန်တော်ဖက်လိုက်အောင်ကြည့်ရနည်းနည်းရှုပ်နေပေါ့နော်အဲ့ဆိုမြင်းလေးအများကြီးဆိုတော့ရှင်းလင်းမရှိဘူးရှင်းလင်းမရှိတော့ကြကွာ ျက်လုံးနဲ့ပုံမှာမဟုတ်ဘူးပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဖြုတ်လာတယ်ဒီနေ့တည့်ရတာပိတ်စေးပေါ့နော်ကျွန်တော်ဒီနေ့ညတော့အယောင်ပဲလိုက်မယ်ဒါပေမဲ့ဒီနေ့တည့်ရတာအပိတ်စေးက၄အထက်မှာအသက်အသက်အကောင်းကောင်းနဲ့ပိတ်သွားပြီဆိုရင်တော့ကျွန်တော်မနေ့ပြန်စားပြီအကြတိုင်းအဝယ်ပဲပြန်လိုက်ပါဈေးက4300အထက်ထိပြန်သွားနိုင်ပါတယ်။၄၃၀အထက်မှာပြေးသွားမှာ။မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေတယ်ပေါ့နော်။ စัญญမနဲ့ကျွန်တော်မှန်းထားတဲ့အတိုင်းပဲကြာပြီးတော့ဒီနေ့တရက်တာပိတ်စီရပါကျွန်တော်တို့ဘယ်အောက်ပိတ်သွားရင်လဲလို့မိမယ်ဆိုရင်ကျွန်တော်တို့၄တောက်20အောက်လောက်ပေါ့နော်၄တောက်20အဓိကအဲဈေးတန်းဆုံးပဲဗျ၄တောက်20အောက်လောက်ပိတ်သွားရင်တော့မနေ့ပြန်มาလဲကျွန်တော်အယောင်းမထက်လိုက်ဈေးတက်တိုင်းလိုက်ရအောင်အဲ့တော့ကျွန်တော်ကတရက်တာပိတ်စီနဲ့ကြည့်မယ်ဆိုလေးတက်30အထက်မှာပိတ်မလားကြည့်မယ်၄တောက်20အောက်မှာပိတ်မလားကြည့်မယ်ပုံပွဲနဲ့ဈားထဲမှာပိတ်သွားရင်ဆိုရင်တော့ ကမ္ဘာရွှေရာဒီတိုင်းကြီးပဲကျွန်တော်ဈေးတော့ ਈ ဖို့များတယ်အပေါ်ပြအောင်ပေါ့အပေါ်တက်လဲ၄330 430အောက်ကြလဲ4030 4020အလုံးစုံကြ4000အဲ့လောက်အဲ့ကြမှာပဲတက်လိုက်ကြလိုက်ပေါ့နော်ကျွန်တော်တို့ဟိုးအရင်ကျွန်တော်တို့အာ9လပိုင်း6 6လပိုင်း9လပိုင်းကလိုမျိုးကျွန်တော်တို့ဈေးငင်တက်အနေထားမျိုးကျွန်တော်ပြီးနိုင်တယ်ခင်ဗျအဲ့ဆိုတော့ဒီနေ့တရက်တာပဲစိဘယ်မှာပြိမလဲဆိုတော့ကျွန်တော်စောင့်ကြံဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့ကျွန်တော်တို့အဲ့ဒရင်းနေထွက်ပြီးပါအလောက်ကရင်ဒရင်းကြီးတွေထွက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့အကြမ်းမှန်းထားတယ်အဲ အကြတော့မှကျွန်တော်ကျွန်တော်ရအမြင်ရပါတော့ဈေးဆွဲတည်ပြီးမှကြမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်အမြင်မှန်မှန်ဆိုတော့စောင့်ကြည့်ပါဘောနော်အဲကျွန်တော်မှတ်ထားတဲ့စန့်ကျင်ဘက်ပေါ့ဈေးကတောက်လျှောက်ထိုးကြတော့လို့လည်းဖြစ်နိုင်တယ်ဘယ်လိုနေထားဖြစ်လာမလဲဆိုတော့ဒီညမှာအဖြစ်ပုံမှာဖြစ်ပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့သတင်းပန်းအောင်သွားကြည့်ပါသတင်းပန်းကဒီညသတင်းတွေများရပြပြီးတော့လေကျွန်တော်အခုထွက်မယ်အလောက်ကင်သတင်းတွေရတော့ကျွန်တော်တို့ပြီးခဲ့လဆယ်လပိုင်းအားမဟုတ်ဘူးเนาะကျွန်တော်တို့အမေရိကန်အစိုးရကဘာမှ၈000ကျနေလဲဗျ၈000ကျနေလို့မထုတ်နိုင်ခဲ့တဲ့၉လပိုင်းအားတွေဖြစ်ပါတယ်အ အရာလေးတော့တည်ထားဖို့လိုပဲပါတယ်ကျွန်တော်ဆယ်လာပိုင်းဟာလေဒီလောက်ကုန်လုံးထွက်မလာမသိဘူးပေါ့နော်ဆယ်လာပိုင်းဟာဒီလောက်ကုန်လုံးထွက်လာနိုင်တယ်အဲဒီသတင်းတွေကတလကျော်လုံခဲ့တဲ့တလကျော်သတင်းဖြစ်တာဖြစ်တဲ့ကမှာအရေးမပါဘူးလေထင်ကောင်းတင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကြာဒီအလောက်ကသတင်းတွေကအမေရိကန်ရဲ့လာမယ့်ဒီဇင်ဘာဘန်တိုးဆုံးဖြစ်တဲ့ခါမှာထဲ့သွင်းစဉ်းစားမယ့်အချက်တွေဖြစ်တာဖြစ်တဲ့ခါမှာဒီညအလောက်ကသတင်းတွေအရန်ဆိုးခဲ့ရင်အမေရိကန်ပေါ်ပေါ်ပါနေတဲ့ဘန်တိုးလို့ရှော့ဖို့ဖျားများလာနိုင်တယ် ကောင်းကင်ရင်တော့တို့ခုနပြောပေါ့နော်တို့ငွေကြေးဖောင်းပေါင်းမှုတော့ inflation တော့ဘာလို့စောင့်ကြည့်ပြီးတော့တို့မလျှော့ဖို့စဉ်းကျင်ပေးလို့ရအဲကောင်းကင်ဆိုတာနည်းနည်းကောင်းကင်ရေပေါ့နော်လက်ရှိအမေရိကန်ရဲ့အနေအထားကလို့ပြအလုတ်ကင် data တွေကတော့အရန်ကောင်းဖို့အလားလားတော့တိတ်မရှိပါဘူးနည်းနည်းကောင်းကင်ရင်တော့အာဘန်ဒုံတို့မလျှော့ဖို့တော့တို့စဉ်းကျင်နေနေတုံးလို့ရပေါ့အမေရိကန်ဘိုးဘန်အဲအပြစ်တက်ကောင်ဒီနေ့ညအလုတ်ကင်သတိနေရကျွန်တော်တို့ကဘာချီစီအတွက်လည်းအရေးပါပါတယ်ခင်ဗျာတော့ဒီနေ့ညမှာဆိုကျွန်တော်ဘာစလုံးချင်းကျွန်တော်ပေါ့နော်ည7နိုင်မှာဆိုရင်ကျွန်တော်တို့က အမေရိကန်နိုင်ငံရဲ့နိုင်အလိုက်လောက်ခလာစားနှုံသားတွေရှိမယ်ပြီးရင်အာအပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းနှုံသားရှိမယ်ပြီးရင်အမေရိကန်နိုင်ငံရဲ့ပြမ်းမြလောက်ကလောက်ခလာစားနှုံသားရှိမယ်ပြီးရင်ကျွန်တော်တို့ဖီလာဒေးဗီးယားပြည်နယ်ရဲ့ကျွန်တော်တို့ထုတ်လုပ်မှုအညွန်ကင်းရှိမယ်အလုံးလက်မဲ့နှုံသားစက်တင်ဘာလ9လပိုင်းရဲ့အလုံးလက်မဲ့နှုံသားရှိမယ်ပြီးရင်ပြီးခဲ့တဲ့လအောက်တိုဘာလရဲ့အညာအဟောင်းရောင်းချမှုနှုံသားတွေရှိမယ်တတင်းနေကတော့ကျွန်တော်တို့ကအကောင်းနေပဲမှန်ထားလို့ပြောလို့ရရပြတတင်းကောင်းမယ်ဆိုရင်ပုံမှန်နေပုံမှန် theory ကစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ကဈေးကြပဲပေါ့နော်ဒါပေမဲ့ဒီလိုညနေရသတိထားမှာကကျွန်တော်ကကြမယ်ဆိုတော့မှဆွဲတင်ပြီးမှကြတာမျိုးလေးဖြစ်တတ်တယ်အဲ့ကြောင့်ကျွန်တော်ကကိုကပေါ့ဒရင်ထွက်ပြီးပြဒရင်ညအရန်ကောင်းသွားတယ်ရောင်းကျင်နေဆိုရင်တော့မှအတီးပူးချက်ပေါ့နော်အချိန်တနားရဲ့အတိုင်းတာပိတ်စေးတွေအချိန်လေးနာရဲ့အတိုင်းတာပိတ်စေးတွေစောင့်ကြည့်ပြီးတော့အာအတီးပူးချက်ရပြီးမှရောင်းတာပို့ပြီးတော့ကိုယ်တွေ risk ပိုနေပါလိမ့်မယ်မဟုတ်ဘဲနဲ့ကျွန်တော်ဒရင်ထွက်ချင်းသွားရောင်းမိတယ်ဆိုရင်ကိုကကန်ကောင်းရင်တော့မျက်ကောင်းမျက်နှာနေတာပေါ့ဗျာဒါမှမဟုတ်ကျွန်တော်ခုနကပြောလို့ပေါ့နော်ဈေးဆွဲတင်တဲ့ခါမှာကိုကသွားရောင်းတဲ့အချိန်မှာဈေးဆွဲတင်သွားရဆိုရင် ကိုယ့်အတွက်က risk များသွားတဲ့ခါမျိုးအရှုံးပိုင်းဈေးတန်းတွေထိသွားတဲ့ဟာမျိုးလည်းကြုံနိုင်ပါတယ်။အဲကြကျွန်တော်တို့ကတိကျတိကျတဲ့အတီးပူချက်နီးပညာပိုင်းအတီးပူချက်ရမှာအယောင်းဝယ်လို့တာအကောင်းဆုံးပဲဖြစ်ပါတယ်။သတင်းညာဒေတာကောင်းသွားလို့ဆိုပြီးတော့ကျွန်တော်တို့အယောင်းတွေပြောင်းဝင်တာမျိုးတွေသတိထားပါခင်ဗျ။ပြန်ကျွန်တော်ဒီဘက်ကဒေါ်လာအင်းသက်ကိုကြည့်ပြီးဆိုတော့ကျွန်တော်ပြောခဲ့တယ်ဒေါ်လာအင်းသက်ကတရားအထက်တက်ပြီဆိုရင်ကမ္ဘာခွေစီရအကြပဲသွားဖို့တင်းပိုင်းရအလားလာများနိုင်တယ်။လက်ရှိမှာဗျဒေါ်လာအင်းသက်ကြီးကဗျညာဘက်အမေရိကန်အလောက်ကနေတင်းမထွက်ခင်ပါဘူးတရားအထက်တက်တယ် ဟုတ်ပြီအလောက်ကိုင်းတရင်ထွက်ပြီးမှဆက်သက်သွားတယ်ဆိုရင်ဗျာတရားထက်ဗျာခုဆိုတရားတတ္တမ1နှစ်တူပါလို့ကနေတရားတရားတတ္တမပေါ့နော်တရားတတ္တမ1နှစ်ကနေပေါ့တရားတတ္တမ9 3 3 6 3 3နေအဲ့လောက်ဒီတက်သွားရင်တော့ကဘာရွှေစီစီအကြပဲဆက်သွားဖို့တတိယပြင်၄တောင်အောင်ဈေးကြဖို့အတွက်တရင်ပိုင်းရအလားလာပူပြားသွားနိုင်တယ်ခင်ဗျအဲ့ကြောင့်ကျွန်တော်ကတော့တရင်ပိုင်းရအောင်ဒီပညာပိုင်းရအောင်ကျွန်တော်လက်ရှိအနေထားရပါအကြမ်းမ်းပါတယ်ဒါပေမဲ့ ကျွန်တော်ခုနနေပညာပိုင်းကပြောခဲ့လို့မျိုးပဲဈေးဆွဲတင်ပြီးမှပြန်ကြလာနိုင်ကြကိုကျွန်တော်တတိထားလို့ပါဖြစ်နိုင်မယ်ဆိုရင်တော့ဈေးဆွဲတင်မှာအပေါ်ဈေးမှာရောင်းနိုင်ရင်တော့ကျွန်တော်တို့က risk ပိုနည်းနိုင်ကြရှိပါလိမ့်ခင်ဗျာအောက်ဈေးတွေရကြနေနေပေါ့နော်အဲကျွန်တော်တို့ကအရှုံးပိုင်းဈေးတန်းတွေပိုင်းပေးရတာမျိုး risk management လုပ်ရတဲ့အခါမှာကျွန်တော်ခက်ခဲရှိနိုင်ပါလေပြီးတော့ဒီနေ့ညမှာကျွန်တော်ဒီတရင်တွေထွက်ပြီးမှဈေးအလောက်ခတ်အတက်ကြအရန်ကျန်းနိုင်တာမလို့ကိုက risk များများမယူရဲဘူးဆိုရင်တော့ ကမ္ဘာ့ရွှေစည်းကွက်အခြေအနေကိုစောင့်ကြည့်ပြီးတော့ဒီနေ့တရက်တာပိတ်စည်းတွေပါရင်စောင့်ကြည့်ပြီးမှမနက်ဖြန်မှအရောင်းဝယ်လို့ပို့ကိုကျွန်တော်အကြံပြုချင်ပါတယ် risk များများယူရဲတယ်ဆိုယူရဲလို့ပေါ့နော်အရောင်းဝယ်လုပ်တဲ့ဆိုရင်လည်းကျွန်တော်တို့ကကိုယ်အရောင်းဝယ်ပမာဏကို short ထားဖို့ risk management တည်ချလုပ်ထားဖို့တိုက်တွန်းချင်ပါတယ်ဒီညကကမ္ဘာ့ရွှေစည်းအခက်မသိရင်ပေါ့နော်မုံတိုင်းတက်နိုင်တဲ့ညဖြစ်တာဖြစ်တဲ့ခါပါကျွန်တော်ကအဲ့ချိန်မှာကျွန်တော်ကအလွန်ကြုံရောင်းဝယ်လို့တာမျိုးတွေ risk management မလုပ်တာမျိုးကြီးကျုံတယ်ဆိုရင်ကိုယ့်အတွက်က အရန် risk များသွားနိုင်တယ်ပေါ့နော်အဲအားလေးကိုသတိထားဖို့လိုအပ်ပါတယ်ခင်ဗျအဲကြောင့်ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တော့ကျွန်တော်တူတဲ့အမြင်ပါပေါ့ကျွန်တော်အမြင်ကလည်းမားကောင်းမားနိုင်တယ်နော်ကျွန်တော်လည်းအမြင်တူမှလိုက်ရောင်းဝယ်လို့ပါကျွန်တော်တူတဲ့အမြင်ကတော့ဒီညကပတ်ချွေစီကအကြမ်းနဲ့အကြတော့မှဈေးဆွဲတင်ပြီးမှပြန်ကြမယ်လို့မှတ်နာပတ်သက်ကမှကျွန်တော်ဈေးဆွဲအတင်မှအမြင်ဈေးမှရောင်းဖို့ကိုပို့ပြီးတော့သဘောကျပါတယ်ခင်ဗျ ဟုတ်ပြီအခုလိုမျိုးပေါ့ကျွန်တော်ရေကဘာချွေစည်းကွက်တရက်တာတောင်းတစ်ချက်ဗီဒီယိုတွေကို app တူတိတ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရေ YouTube channel ကျွန်တော်ရေ Telegram channel ကျွန်တော်ရေ TikTok account တွေကို subscribe see fat and follow လေးလောက်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတင်တာနေတက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရေ Viber ကျွန်တော်ရေ Telegram ကျွန်တော်ရေ YouTube channel ကျွန်တော်ရေ TikTok account တွေညာနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒီနေ့ညလိုမျိုးပေါ့နော်ကျွန်တော်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကိုင်းသတင်းတွေအရေးကြီးစီးပွားရေးသတင်းတွေထွက်ပို့ရှိတဲ့ညမှာ ကဘာရွှေစီတက်ကြကိုကဘာချွတ်ထွေးတာအလုံးအနေနဲ့အထူးတတိထအယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ